ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဆန္ဒပြသူရာနယ်ချီဖန်ခံရပြီးတဲ့နောက်လော့စ်အိန်ဂျလီမြို့ပြန်လည်တည်ငြိမ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗိုလ်ရုံးနေ့မှာညမထွက်ရအမိန်ပြီးဆုံးသွားပြီးတဲ့နောက်လော့စ်အိန်ဂျလီမှာပြန်လည်တည်ငြိမ်လာပြီးဆိုပြီးသိရှိရပါတယ်ဒါပေမဲ့အမေရိကန်တဝန်ကမြို့ကြီးတွေကတော့နောက်ထပ်ဆန္ဒပြမှုတွေအတွက်ပြင်ဆင်နေကြပါတယ် လော့စ်အန်ဂျလီမှာအခုအထိလူပေါင်း400နီးပါးဖမ်းဆီးခံထားရပါတယ်။အဲ့ဒီထဲမှာတော့ဆာရွက်ဆာရဲမရှိဘဲနေထိုင်သူ330နဲ့ရဲရရှိတဦးကိုတပ်ရန်ကြိုးပမ်းမှုတစ်ခု အပါအဝင်တိုက်ခိုက်မှုနဲ့နှောက်ယှက်ပေးမှုတွေနဲ့ဖမ်းဆီးခံထားသူက158ဦးပါဝင်ပါတယ်။ဖက်ဒရယ်ရှင်းနေတွေကတော့ရဲရရှိတွေစီကိုမိုလိုတော့ဖ်ကော့တေးပြပောက်ခဲ့တဲ့အမျိုးသား2ဦးကိုအမှုဖွင့်ထားပြီးပြီလို့လည်းသိရပါတယ်။မငြိမ်မသက်မှုတွေကိုနှိမ်နှင်းဖို့အတွက်အမျိုးသားအဆောင်တပ်ဖွဲ့ဝင်၄000နဲ့မရိန်းတပ်ဖွဲ့ဝင်900ကိုလည်းချထားခဲ့ပါတယ်။ အဲ့ဒီအမျိုးသားဆောင်တပ်ဖွဲ့ဝင်အချို့ကိုတော့ရဲတွေလာရောက်ဖမ်းဆီးနိုင်တဲ့အထိလူတွေကိုထိမ့်သိမ်းခွင့်ပေးထားပါတယ်။ဗိုလ်တုံးနေ့မှာဒေတာအတွင်းမြို့တော်ဝန်30နဲ့အတူသတင်းစာရှင်းလင်းပွဲမှာတော့အဲ့ဒီမြို့တော်ဝန် Karen Bus ကဆန္ဒပြမှုတွေကိုအမေရိကန်သမ္မတ Donald Trump ရဲ့လူဝင်မှုကြီးကြပ်ရေးစီးနင်းမှုတွေကြောင့်ဖြစ်ခဲ့တာလို့ပြောဆိုခဲ့ပါတယ်။ အဲ့ဒီစီးနှမှုတွေကဒေတာခံတွေအကြားမှာကြောက်ရွံ့မှုနဲ့ထိတ်လန့်မှုတွေဖြစ်ပေါ်စေပြီးဒေတာခံတွေကိုရန်စားခဲ့တယ်လို့လည်းသူကပြောပါတယ်။ Los Angeles ဟာ Federal အစိုးရကဒေတာခံအစိုးရတည်းရဲ့ဒေတာခံစီးရင်ပိုင်ခွင့်အာဏာကနေအာဏာကိုဘလောက်အထိလွှဲယူနိုင်မလဲဆိုတာဆုံးဖြတ်ဖို့အတွက်နိုင်ငံတော်အဆင့်စမ်းသပ်မှုတစ်ခုရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ Biz ကဆိုတာပဲဖြစ်ပါတယ်။သူမဟာအစောပိုင်းကတည်းကစီးနှမှုတွေကိုရပ်တန့်ဖို့ထရန်ဆိုးရအဖွဲ့ကိုတောင်းဆိုခဲ့ပူတာလည်းဖြစ်ပါရခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။